ပရိသတ်ခိုင်မာရရှိထားတဲ့တရုတ်ဆောင်မင်းသားမြင့်မြတ်အားလုံးပဲမင်္ဂလာပါ MSN Dogs New Channel ကနေကြိုဆိုလိုက်ပါတယ်မြင့်မြတ်ကမိဘတွေကိုအလွန်ယိုသိလေးစားပြီးတော့ဂုဏ်ယူစွာထောက်ပံ့သူဖြစ်ပါတယ်ဖခင်တွဲအိမ်ကွန်တိုကဝယ်ပေးခြင်းနဲ့မိခင်အားရွှေကုန်းတိုင်းမှာကွန်တိုဝယ်ပေးထားပါတယ်ညီမတွေအတွက်စီးပွားရေးလုပ်ငန်းလေးတွေဖွင့်ပေးကငွေကြေးထောက်ပံ့ပြုတယ်မိဘတွေကိုနောက်စဉ်ကျေးငွေပေးပြီးတော့ကြော့ချင်းဒလေးကိုမပြေမကွက်လုပ်ပါတယ် ၂၀၁၇ခုနှစ်ဖေဖော်ဝါရီမှာမင်္ဂလာပွဲဆင်နွှဲပြီးဇနီးဖြစ်သူနဲ့သားသမီးတို့နဲ့ကျင်းနူးတာဆရာကောင်းတဲ့မိသားစုဘွားကိုတိစောက်ထားခဲ့ပါတယ်။ကိုဗစ်ကာလအတွင်းစိတ်ဖိစီးမှုတွေရှိတော့လည်းမိသားစုတွေအတင်းကပျော်ရွှင်စရာ lift တွေနဲ့အချိန်ပြုံခဲ့ပါတယ်။သူရဲ့ရိုးသားကြိုးစားမှုနဲ့မိသားစုပေါ်သစ္စာရှိမှုကိုတငယ်ချင်းတွေကသားသမီးကောင်းဖြစ်အတိမတ်ပြုကြတယ်။မိသားစုတာမကလိုအပ်နေသူတွေကိုလည်းကူညီတတ်ပါတယ်။ ဥပမာဆက်ဖွဲ့ဝင်တွေဖြားနာပါကစေယုံပို့ပေးခြင်းမိဘတွေကိုဝယ်ပေးထားတဲ့ပစ္စည်းကိုလူမှုကွန်ရက်မှာဂုဏ်ယူစွာမဖော်ပြဘဲတိတ်တဆိတ်လှူဆောင်ခြင်းကိုတငယ်ချင်းတွေကချီးကျူးထားပါတယ်တရုတ်ဆောင်ဖြစ်အလုံများနေတော့လေမိသားစုနဲ့အချိန်ပေးအများထုတ်တယ်သူရဲ့ Facebook list တွေမှာမိသားစုနဲ့အတူပြောရှင်စရာတွေကိုမျှဝေလို့ရှိပါတယ်မြင်းမြန်ကအမှုပညာမှာအထူးကျွမ်းသူတာမကမိသားစုအတွက်အရင်မြင့်များစွာဆွလွန်ခဲ့တဲ့တာကောင်ဖခင် ခင်မိုးကောင်တအုပ်လည်းဖြစ်ပါတယ်သူရဲ့ရိုးသားမှုစူးစမ်းမှုနဲ့မိသားစုပေါ်သစ္စာရှင်မှုတို့ကပြိသက်တွေရဲ့အားကြစရာဖြစ်ပါတယ်မြမအကယ်ဒမီဆိုကလည်းတုံးချိန်နဲ့နဲ့ရရှိခဲ့သူတို့လည်းဖြစ်ပါတယ်။အစုံနှိရှိရှိနာဆင်ပြဲပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။